အလုံးမဲမင်္ဂလာပါရှင်ရွှေတင်္ဂါချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖြန်နိုမာလာ28ရက်နေ့အတွက်နောက်ဆုံးရမလို့တာကျူတင်ခမန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထူးမလို့ဝသားအနေဖြင့်စိုက်ကလုန်းမုန်တိုင်းကြီးဆင်ရနောက်ဆုံးရသတင်းချိန်နေများနေအဆိုပါမုန်တိုင်းကုန်တဲဝင်ရောက်လာပြီးရဲ့နောက်မြမအေးလိုင်းဖြဲမိရာသီဥတုအခြေအနေများကိုပါ တင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင် ပထမဆုံးအနေဖြင့်မူလဝတ္တနှင့်ဇလဗီယာညွန်ကြားမှုဦးစီးဌာနကနောက်ဆုံးထုတ်ပြန်ထားသောစိုက်ကလုန်းမုန်တိုင်းဆန်ရအခြေအနေများကိုတင်ဆက်ပေးပါမယ်။ယနေ့မြန်မာစံတော်ချိန်10နိုင်ခွဲအချိန်တိုင်းထွာချက်များအရအင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်းတွင်ရင်းနှင်းဆက်ဆက်လျက်ရှိသော မလက်ကာရေလက်ကြားရိုးတွင်ဖြစ်ပေါ်နေသောစိုက်ကလုန်းမုန်တိုင်းဆန်ရသည်အရှိအရှိတောင်ဘက်သို့ရွေ့လျားခဲ့ပြီးအကောင်သောမုန်တိုင်းငယ်ဖြစ်အာရုံသွားခဲ့ပါသည် အဆိုပါအကောင်းသောမွန်နိုင်ငံသည်မြန်မာနိုင်ငံကော့တောင်မြို့၏တောင်ဘက်ရေမိုင်း380မိုင်ခန့်မလေးရှားနိုင်ငံပီနန်မြို့၏တောင်အနောက်တောင်ဘက်ရေမိုင်း120မိုင်ခန့်အင်ဒိုနီးရှားနိုင်ငံကူတာမက်ကွာမြို့အရှိတောင်ဘက်ရေမိုင်း150မိုင်ခန့်နှင့်အိန္ဒိယနိုင်ငံကာနီကိုဘာမြို့၏အရှိတောင်ဘက်ရေမိုင်း495မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါသည် အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည်နောက်၁၂နှစ်အတွင်းအရှိဘတ်သို့ရွေလျားနိုင်ပြီးမုန်တိုင်းငယ်ဖြစ်အာရုံသွားနိုင်သည်ဟုခန့်မှန်းရပါသည်။ယနေ့မြန်မာစံတော်ချိန်၁၀နှစ်ခွဲအချိန်တိုင်းထွာချက်များအရဘင်္ဂလားပြည်အော်အနာတာမိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောသီရိလင်္ကာနိုင်ငံကမ်းခြေရိုးတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ဒီပရက်ရှင်သည်မြအနာမြဘက်သို့ရွေလျားခဲ့ပြီးပုံမအားကောင်းလာကအားကောင်းသောမုန်တိုင်းငယ်ဒီဒီပရက်ရှင်အဖြစ်သို့ရောက်ရှိခဲ့ပါသည် အဆိုပါအကားသောမွန်နိုင်ငံသည်မြန်မာနိုင်ငံကိုကိုကျွန်းမြို့ဤတာအနာတာဘယ်ရီမိုင်ရှီယာမိုင်ခန့်တိရီလင်္ကာနိုင်ငံထရီကိုမာလီမြို့ဤတောင်အရှိတောင်ဘယ်ရီမိုင်150မိုင်ခန့်နှင့်အိန္ဒိယနိုင်ငံပူဒူချယ်ရီမြို့ဤတောင်အရှိတောင်ဘယ်ရီမိုင်390မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြင်နေပါသည်အဆိုပါအကောင်းသောမွန်နိုင်ငယ်သည်မြောက်အနားမြောက်ဘက်သို့ဧလျာနိုင်ပြီးနောက်၁၂နိုင်တွင်ဆိုက်ကလုန်းမွန်နိုင်ဖြစ်ပုံမအကောင်းလာနိုင်ပါသည် ထိုမှတက်ဆက်မြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးအိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းနှင့်ရင်းနှင်းဆက်ဆက်လျက်ရှိသောအင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကိုဦးတည်၍လျားနိုင်သည်ဟုခန့်မှန်းရပါသည်ဆက်လက်ပြီးအကောင်းဆုံးမွန်နိုင်ငံသတင်းကိုတင်ပြပေးပါမယ်2025ခုနှစ်နိုမာလ29ရက်နေ့မြန်မာစံတော်ချိန်12:00နာရီချိန်ထုတ်ပြန်ချက်အကောင်းဆုံးမွန်နိုင်ငံအခြေအနေ ယနေ့မြန်မာစံတော်ချိန်၁၀နာရီခွဲအချိန်တိုင်းထွာချက်များအရဘင်္ဂလားပလင်အော်နာတောင်ပိုင်းနေရင်းနှင်းဆက်ဆက်လျက်ရှိသောသီရိလင်္ကာနိုင်ငံကန်စီလိုရင်ဖြစ်ပေါ်နေသောမွန်တိုင်းငယ်သည်ညအနာများပတ်သို့အလျားခဲ့ပြီးပုံမအားကောင်းလာကအားကောင်းသောမွန်တိုင်းငယ်ဖြစ်သို့ရရှိခဲ့ပါသည်အဆိုပါအားကောင်းသောမွန်တိုင်းငယ်သည်မြန်မာနိုင်ငံကုကိုချင်းမြို့ဤတောင်အနောက်တောင်ဘက်ရေမှရှီယာမိုင်းခန့်သီရိလင်္ကာနိုင်ငံထရီကိုမာလီမြို့ဤတောင်အရှိတောင်ဘက်ရေမှ 150မိုင်ခန့်နဲ့အိန္ဒိယနိုင်ငံပူဒူချယ်ရီမြို့ဤတောင်အရှိတောင်ဘက်ရေမှိုင်350မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။နှစ်အာကောင်းသောမွန်နိုင်ငံဤလက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဦးတည်ရလျာမည်အခြေအနေမရှိတာကြောင့်အဝါရအစင်ဟုတမ်းမှန်နိုင်ပါတယ်။အာကောင်းသောမွန်နိုင်ငံဤတနီးယားဗဟိုချက်လီပီးယားနဲ့လေတိုင်းနှုန်းအဆိုပါအကောင်းသောမွန်နိုင်ငံသည်မြန်မာစံတော်ချိန်၁၀နိုင်ခွဲချိန်တွင်ရောက်လက်တီကျု 6.3ဒီဂရီနဲ့အရှိလောင်ကြီးကျု80.4ဒီဂရီရင်ရှိပြီးဗိုလ်ချက်လီပြီးအား1000ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းတုံးမှာတနအိုင်လျင်35မိုင်နှုန်းခန့်ဖြစ်ပါတယ်။နောက်60နိုင်တွင်ခံမှန်းချံအဆိုပါအားကောင်းသောမွန်နိုင်ငယ်သည်ညအနာမြဘက်သို့ရေလျားနိုင်ပြီးနောက်72နိုင်တွင်စိုက်ကလုန်းမွန်နိုင်ဖြစ်ပုံမှန်အားကောင်းလာနိုင်ပါတယ်။ထိုမှတည်းစဉ် ညအနာမြပတ်တို့ဆက်လက်ရွေးလျားနိုင်ပြီးအိန္ဒိယနိုင်ငံတမီနာဒူးမြပိုင်းနှင့်ရင်းနှင်းဆက်ဆက်လျက်ရှိသောအင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကန်စီတို့တို့ဦးတည်ရွေးလျားနိုင်သည်ဟုခန့်မှန်းရပါသည်။ဆက်လက်ပြီးဖြစ်ပေါ်နေသည့်မြေကြီးအခြေအနေများနှင့်မြေကြီးချင်းများကို ပြောပြပေးသွားပါမယ်။ယနေ့29ရက်စက်တလ2025ရက်နေ့နနက်6:00ခွဲအချိန်ထိတိုင်းတာချက်မြေကြီးချင်းတင်ပြပေးလိုက်ပါရစေ။ ညချင်းနာမြင့်၏တော်လန်မာခတ်ထဲကြောင့်နေကညနေမှ12နာရီတွင်ညချင်းနာမျိုး၏အနေကမြင့်ဆုံးပူချိန်29.5ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးပူချိန်16.3ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်ညချင်းနာမြင့်သည်ဆွေးရည်မှတ်1000စင်တီမီတာသို့ရရှိရန်940စင်တီမီတာ31ပေနီနီခတ်အလိုရင်းရောက်ရှိနေပါသည်ညရဲ့အတက်ကြပုံမှန်နေထားခတ်မှာရှိနေပါမယ်ပြပြချင်းဆက်လက်ကြာစင်နေပါသည် အရာဝတီမြစ်အထက်ပိုင်းမှာမူအားနေငယ်ရှိနေပါတယ်။ရန်ဖန်ရန်ခါအရာဝတီမြစ်စုံအထက်ပိုင်းမှာနေရာကွက်၍မူအားသွင်းခြင်းများဇတိုက်နေပါလာနိုင်ပါပြီ။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အရာဝတီမြစ်အထက်ပိုင်းမေခါမြင်းနဲ့မလိခမြဝန်ဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနေငယ်သာရှိနေပါတယ်။ ။အေယာဝတီမြို့ကိုတခြားနိုင်ချင်းနေမြို့ကိုတခြားမြေကန်နီညင်းနေဒေသများနဲ့မြေနူးကျွများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအယဝတီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရစေ။ကျင်းနှင်းမြစ်ရဲ့ချင်းနေခန်တီမြစ်ရဲ့အနေငယ်ခန့်ထက်ကြားမိခညဏီမ12နိုင်တွင် မုံရွာမြစ်ရဲ့တလမခန့်ထက်ကြားမိခညဏီမ12နိုင်တွင်ခန်တီဟောမလင်းဖောင်ပြေမျိုးနေ မော်လိုက်မျိုးတို့မြည်မှာပြပြချင်းဆက်လက်ကြာစင်နေပါတယ်။ကလေးဝမင်းကင်ကဏီမျိုးနဲ့မုံရမျိုးတို့မြည်များပြပြချင်းဆက်လက်ကြာစင်နေပါဦးမယ်။အရာဝတီမြည်ချင်းနေဗမောရှေကူကတာထီချိုက်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူညာဦးပခုတ်ကူကြောင်းမင်းမူမကွေအောင်လန်းပြီစိတ်တောင်းဟင်္ဒရာမျိုးနဲ့ဇလုံမျိုးတို့မြေကြီးများဖြည်းဖြည်းချင်းဆက်လက်ကြာစင်နေပါတယ် အရာဝတီမြင့်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရရှင်။ထူးခြားမှုရှိလာရင် အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးမနက်ဖြန်မှုလေးကိုတာချိန်နေဘလို့ရှိမလဲ။မင်္ဂလာပလေအော်မှာဘာရီဖြစ်နေမလဲဆိုတဲ့အခြေအနေသေးစိတ်ကိုကြည်လိုက်ကြရအောင်။2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်အရမင်္ဂလာပလေအော်ချိန်နေမင်္ဂလာပလေအော်မြောက်ပိုင်းနဲ့အလဲပိုင်းတို့တွင်တရင်နှဲငယ်ဖြစ်ထွန်းနေပြီး ကပ်ပလီပလဲပြင်းနဲ့ဂျန်မင်လာပလဲအော်ရိုရင်တင်းတင်းတင်းမှတိမ်ထူထန်နေပါတယ်။ထူခြားသည့်အချိန်နဲ့ယနေ့မြန်မာစံတော်ချိန်၁၂နာရီခွဲအချိန်တိုင်းထွာချက်များအရတောင်တုပ်ပလဲပြင်းတွင်ဖြစ်ပေါ်နေသော တိုင်ဖုန်းမော်နိုင်းခိုတိုသည်အနာဘတ်တို့ဖြင်းဖြင်းစွာယူလျားခဲ့ပြီးဗီယက်နမ်နိုင်ငံဒါနန်မြို့၏အရှေ့တောင်ဘက်ရေမိုင်340မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါသည်။အဆိုပါတိုင်ဖုန်းမုန်တိုင်းကိုတိုသည့ အနောက်တောင်ဘက်သို့ဖြင်းရင်းစွာယူလျားနိုင်သည်ဟုခန့်မှန်းရပါသည်။မနက်ဖြန်နံနက်ထိခန့်မှန်းချက်တင်းထိုင်တိုင်းဒေသကြီးတွင်နေရာကွက်ကြားမူထစ်ချုံရွာနိုင်ပါသည်။ရွာရဲရာနှုန်း60ဖြစ်ပါသည်။ရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အီယော်တီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်တင်းထင်ထင်ဖြစ်ထွန်းပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် အများအားဖြင့်တာယာပါမည်။ နေပြီးတော့အများအဖြစ်တာယာမြင်ရန်ကုန်ကပားအေးတရင်တဲ့အတက်ဖြစ်ထုံးမြင်မန္တလေးအများအဖြစ်တာယာမြင်ဘက်ကိုအများအဖြစ်တာယာမြင်မကွေအများအဖြစ်တာယာမြင်ဟုံမလင်တရင်တဲ့အတက်ဖြစ်ထုံးမြင်မုံရွာအများအဖြစ်တာယာမြင်ပသိန်းတရင်တဲ့အတက်ဖြစ်ထုံးမြင်ဇဝဲနေရာွယ်စားမုတ်ထုံရွာနိုင်ပါတယ် ညစီနာတင်တင်တင်ဖြစ်ထုံးမည်လိုက်ကောအများအဖြင့်ตายရမည်ဖက်အံတင်တင်တင်ဖြစ်ထုံးမည်ဟာခာအများအဖြင့်ตายရမည်မော်လမြိုင်တင်တင်တင်ဖြစ်ထုံးမည်စစ်တွေအများအဖြင့်ตายရမည်လာရှူအများအဖြင့်ตายရမည်တောင်ကြီးအများအဖြင့်ตายရမည်ကျိုင်းတုံ အများအားဖြင့်တာယာမည်။နောက်နေ့အတွက်ခမန်းချံနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ညပူချိန်များအနှဲငယ်လျော့နေနိုင်ပါသည်။နေပြီးတော့နေ့ညတော်အတွက်မနက်ဖြန်နဲ့အထိခမန်းချံအများအားဖြင့်တာယာမည်။ရန်ကုန်မြို့နယ်ညတော်အတွက်မနက်ဖြန်နဲ့အထိခမန်းချံတိမ်တဲ့တဲ့ဖြစ်ထုံးမည်။ န္တလေးမြို့နယ်ဤတဝိုင်းအတွက်မနက်ဖြန်နနက်အထိခံမှန်းချက်အများအားဖြင့်တာယာမီနောက်ဆုံးအနေဖြင့်ပလဲပြင်းခီးသွားများအတွက်မလို့သားခံမှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်ညီမပလဲပြင်းမုဒ္ဓမာကွေမုဒ္ဒနင်းသာကန်ရန်တရှောင်းနှင့်ကလွန်ပလဲပြင်းတို့တွင်ရံဖန်ရံခါမုဒ္ဒလီပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်ဘုဒ္ဓလီပြင်းကြစဉ်ရေပြင်းပြင်းလေးသည် တနအီလ35မိုင်ထိတိုက်ခတ်နိုင်ပါသည်။လှိုင်းမြင့်မှာမုတ္တမကွင့ မွန်တနင်္သာရီကံရံတရှောင်းနဲ့ကံလွန်ပလဲပြင်းတို့တွင်ကိုးပေမှစတပေခန့်ရှိနိုင်ပါသည်။ကျန်မြမပလဲပြင်းတွင်လှိုင်းသင်းတဲ့ရှိမည်။လှိုင်းမြမမြဝကျုံမရခိုင်ကံရံတရှောင်းနဲ့ကံလွန်ပလဲပြင်းတို့တွင်ငါးပေမှခုနှစ်ပေခန့်ရှိနိုင်ပါသည်။ရန်ကုန်မှတနင်္သာရီကံရံတရှောင်းပလဲပြင်းခီရဲ့အတွက်မလို့သားခံမှန်းချက်။ယနေ့မွန်တဲမှာနောက်24နှစ်တွင်ခံမှန်းချက်။မလို့တာချင်းနေနေရာွက်ကြမူထစ်ချုံရနိုင်ပါတယ်အမြင်တာလေးမိုင်းမိုးရစင်တမိုင်းခန့် ရေပြင်းလေအရှိသူမို့အရှိမြောက်တနားပင်လယ်မိုင်20 25မိုင်ရံဖန်ရံခါ35မိုင်လိုင်းချီနေလိုင်းကြီးမီလိုင်းမြင့်ကိုးပေမ17ပေခန်းရန်ကုန်မှာရခိုင်ကန်ရန်တလျှောက်ပလင်ပြင်ခီရအတွက်မလို့တာခမန်းချက်ယနေ့မွန်တဲမှာနောက်24နာရီတွင်ခမန်းချက်မလို့တာချီနေအများအားဖြင့်တာယာမီအမြင်တာ9မိုင်ရေပြင်းလေအရှိသူမို့အရှိမြောက် တနိုင်းပင်လယ်မိုင်း35မိုင်းတခါတရံ25မိုင်းလှိုင်းချိန်နေလှိုင်းသင်းတစ်ရှိမည်လှိုင်းမြင့်ငါးပေမှခုနှစ်ပေခန့်တို့ဖြစ်ပါသည်ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနောက်ဆက်ပြီးခဲ့ကြတဲ့ပရိသတ်အားလုံးကိုစိတ်နှပြချမ်းမာရှင်လန်းကြပါစေရှင်ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်